ကြီးစားလိမ်လည်မှုတစ်ခုအတွက်ထိုင်းရဲတပ်ဖွဲ့ကအလို့ရှိနေတဲ့ထိုင်းဖွန်တော်ကြီးဟာရဲတပ်ဖွဲ့ရဲ့သတင်းသုံးပတ်ကြားဝင်းရံပိတ်ဆို့မှုတွေကြားမှာပဲထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ16ရက်နေ့ကထိုင်းအာနာသိန်းစစ်ကောင်စီဟာအထူးလုံပိုင်ခွေအာနာကိုတုံပြီးဘန်ကောက်မြို့ရဲ့စင်ဂျင်မုံဒေသမှာတည်ရှိပြီးအေကတထောင်ကျဲဝင်းနဲ့ဝစ်တမကာယာဖုံဝင်ကြောင်းဝင်းကိုအဝင်ထွက်ပိတ်ပင်မှုညွှန်ကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီးထောင်ထဲချီတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ တက်တော်82နှစ်အရွယ်ရှိတဲ့ဖုန်းတော်ကြီးဖရာဓမချာရော်ကိုဖမ်းဆီးထိန်းသိမ်းဖို့အဲ့ဒီဖုန်းကြီးကြောင့်ကိုဝင်းရံပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်1980ခုနှစ်မှာတေဂျာဗုဒ္ဓဘာသာဂိုင်းတစ်ခုတည်ထောင်ပြီးယခုလိုချမ်းသာကျွေးဝါလာအောင်လှုပ်ဆောင်ခဲ့တဲ့အဲ့ဒီဖုန်းတော်ကြီးဟာထောင်နံကြခံနေရတဲ့တမဝိုင်မဘန်တစ်ခုရဲ့အကြီးအကဲတဦးထံကနေအလွဲသုံးစားပြုလုပ်ထားတဲ့ရံမုံငွေဒေါ်လာ33သန်းကတ်ကိုလက်ခံမှု ငွေကြေးခဝချမှုတွေပြုတ်လုခဲ့တယ်လို့ဆွဆွဲခံရတာလည်းဖြစ်ပါတယ်။ဖုန်တော်ကြီးရဲ့နောက်လိုက်တွေကတော့သူ့မှာအပြစ်မရှိကြောင်းနဲ့သူရောက်ရှိနေတဲ့နေရာကိုလည်းမသိရှိကြောင်းညင်းဆိုထားခဲ့ပါတယ်။အဲ့ဒီဖုန်တော်ကြီးထွက်ပြေးလွတ်မြောက်သွားမှုဟာထိုင်းပြည်သူတွေကိုအံ့အားသင့်စေခဲ့သလိုထိုင်းစစ်တဲ့အကြီးအကဲတွေအနေနဲ့လည်းသူတို့ရဲ့အလုပ်ပိုင်ခွင့်အာဏာနဲ့ပတ်သက်ပြီးရှင်းလင်းချက်ပေးဖို့အတွက်အခက်အခဲတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ မတ်လ17ရက်နေ့မှာတော့ထိုင်းအထုဆောင်ဆန်းစစ်စေးရေးဌာနညွှန်ကြားရေးမှူးချုပ်ဖြစ်သူကသူဟာဖေဖော်ဝါရီ16ရက်နေ့18ရက်ကြားမှာထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်နိုင်တယ်လို့သတင်းထုတ်တွေကပြောကြားခဲ့ပါတယ်။ပုံမှန်44နဲ့ဖုန်းကြီးကြောင်ကိုဝိုင်းဖို့စစ်ဖက်အာဏာသိမ်းခေါင်းဆောင်နဲ့ဝင်းကြီးချုပ်ဖြစ်တဲ့ပရာရုချန်အိုချာကချက်ချင်းအမိတ်ပေးခဲ့ပြီးနောက်ဖေဖော်ဝါရီ16ရက်နေ့အစောပိုင်းမှာရဲနဲ့စစ်သားတွေဟာကြောင်ဝင်းနယ်ကိုကားတွေနဲ့ရောက်လာပြီးဖုန်းကြီးကြောင်စီပေါက်တဲ့လမ်းတွေကိုပိတ်ဆို့ထားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။